မျက်စိရှိမှထောင်း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 နဲ့ဆိုရင်လေလုံးဝဘူမထားဘူးကျွန်တော်လက်နဲ့တွေ့ပြီးသားမှတ်ပဲဟာဟာလကားစတာပါဒီမှာကရက်အညွန့်လေးတွေထောင်း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 ဖြစ်နေတာကိုပြောတာပါနော် ကဲအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့အိမ်ရှိရာချန်လွတ်ကွင်းထဲမှာလေသူကဒီလိုမိုးလေးတစ်ပြိုင်တစ်ပြိုင်ရွာလိုက်ပြီဆိုလို့ရှိရင်သူကအဲ့လိုပေါ့တောဟင်းတောညွန့်လေးတွေကထောင်းထောင်းထောင်းနေဖြစ်လာပြီအခုဒီမှာဆိုလို့ရှိရင်လည်းလေကရက်ပင်ကကရက်အညွန့်လေးတွေအများကြီးပဲတခင်းကြီးပဲပေါ့နော်ဒီကွင်းပြင်ကြီးထဲမှာအခင်းလိုက်ကြီးဖြစ်နေတာအဲ့နဲ့ကျွန်တော်ကဒီနေ့အဲ့ဒါလေးတွေလိုက်ခူးပြီးတော့ကရက်ချင်ထည့်မယ်ပေါ့နော်ကရက်ချင်ကတုတ်စားလို့လည်းရတယ်ကရက်ချင်တုတ်စားလို့လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကရက်ညွန့်လေးတွေလိုက်ခူးမယ်နော်အများကြီးပဲကရက်ညွန့်လေးတကယ်အများကြီးပဲ ဒီကျွန်တော်အိမ်ရှိရလေးဒီချန်လွတ်ကွင်းရဲမှာလေသူကဒီလိုမျိုးဆိုလို့ရှိရင်လေဒီမှာကြည့်ကရက်အညွန့်နေလဲအများကြီးပြီးရင်လေကစွန်းညွန့်အာတပွန်းညွန့်အမျိုးစုံပဲပေါ့နော်အာဒီဒီထက်ပိုပြီးမိုးလေးတစ်ပြိုင်နှစ်ပြိုင်ထွက်ရွာလို့ရှိရင်လေအဲ့ဒါအများကြီးရအောင်မှာတိလာတောင်းဟင်းတောင်းညွန့်နေရလေကဲဒီမှာပါကရက်ညွန့်လေးလေကျွန်တော်စိတ်ရှိရှိနဲ့အများကြီးလိုက်ခူးလိုက်မယ်နော်ကျွန်တော်ဒီတစ်ခေါက်ကရက်ချင်များများလေးထည့်မယ်ပြီးရင်ဘေးအိမ်တွေကိုလည်းအဲဝေမယ်ပေါ့နော်ကရက်ချင်ရလို့ရှိရင်ကဲဒါဆိုကျွန်တော်ကရက်ညွန့်လေးတွေစိတ်ရှိလက်ရှိနဲ့လိုက်ခူးလိုက်အောင်မယ်နော် ဒီဘက်မှာလည်းအများကြီးပဲเนาะဒါပေမဲ့လေ तू ကခြုံလေးတော့နည်းနည်းလေးထူတယ်စူးတွေရာလေအခုမှစပြီးစူးပင်နေရာလေအကုန်လုံးတက်လာပြီပေါ့เนาะအဲ့တော့ကျွန်တော်ကလေအောက်ကနေပြီးတော့ဂန်းပုတ်ကလေးစီးပြီးတော့ဒါကျွန်တော်လိုက်ခူးနေတာပေါ့เนาะဒီတိုင်းဝင်မယ်ဆိုရင်တော့အောက်မှာခြုံလေးနည်းနည်းထူတယ်ဆိုတော့လေအကောင်ပလောင်လည်းနည်းနည်းကြောက်ရတယ်ပေါ့เนาะဒါပေမဲ့တိတ်တော့မရှိပါဘူးကျွန်တော်တို့နားမှာကြတော့လူနေရက်ကွက်ဆိုတော့လေအဲ့လိုကောင်ပလောင်တော့မြင်ရခဲ့ပါတယ်เนาะအခုဒီမှာကျွန်တော်လိုက်ခူးနေတာခူးနေနေလေကျွန်တော်ကလေဟိုအညွန့်တွေးလိုက်ခူးလိုက်ဒီအညွန့်တွေးလိုက်ခူးလိုက်နေအစင်ပြေးနေရပဲထောင်း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 ဖြစ်နေတဲ့အညွန့်မှန်တယ်များအကုန်ချိုးတော့တာပဲကျွန်တော်လက်နဲ့တွေးပြီးပဲ အော်ဒီဟာအခုဒါကျွန်တော်ရဲ့အိမ်ရှိရခြံကွင်းအလွတ်ကြီးပေါ့နော်ကျွန်တော်အိမ်ဘေးမှာတော့လေအဲ့လိုပဲခြံအလွတ်ကြီးရှိတယ်အဲ့မှာကျတော့ခလေးတွေကလေဘောလုံးကန်ကြရတယ်ပေါ့နော်ဘောလုံးကန်နေအဲ့ဒါမှာတဲလေးလေးနည်းနည်းခင်းထားတဲ့ခါကျတော့အဲ့တဲပြင်းလေးရဲ့အဆက်ကလေးတွေမှာဆိုလေလေဟိုတနေ့ကကျွန်တော်ကစွန်းညွန့်လေးတွေကျွန်တော်ခူးသေးတယ်အဲ့ဒါတော့ကျွန်တော်မရိုက်ဖြစ်လိုက်ဘူးပေါ့နော်ကစွန်းညကစွန်းရိုးညွန့်လေးတွေကလေအများကြီးပဲအခုဆိုရင်လေကျွန်တော်တို့ဒီအရှိရလမ်းသားလမ်းလာကျွန်တော်တို့အိမ်နာချင်းတွေလေဟိုမြင်တဲ့လူတိုင်းအကုန်လုံးချိုးကြတာတပွေ့တစ်ပိုက်ကြီးပဲဒါပေမဲ့လေဘလောက်ချိုးချိုးနော်အကုန်မကုန်နိုင်ဘူးတခါတဲ့အိမ်မှာကစွန်းညွန့်နေရလေတအား ားများတာမိုက်တယ်ကျွန်တော်တို့ကစွန်းနိုးနီအညွန့်ဆိုလေးဝယ်စားစရာမလိုဘူးကဲဒီမှာတွေ့လားမြင်တဲ့အတိုင်းပဲထောင်း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 နဲ့မရဘူးချိုးမှာပဲထောင်းထောင်းထောင်းဖြစ်နေရင်တော့အကုန်ချိုးတော့မှာပဲဒါကတော့အခုကျွန်တော်ချိုးလိုက်တာကတော့ဒီ तू ကကြောင်ရှာညွန့်ပေါ့နော်သူ့ကိုကြတော့ကျွန်တော်ကပြုတ်တို့မယ် तू ကလေမကြီးမဲ့လေးနဲ့ပြုတ်ပြီးတော့ငပိရေတို့အရန်ကောင်းတာကျွန်တော်ဒါဒီအခုချိုးလာတာဆိုတာကျွန်တော်၃၄၅လောက်ဆိုကုန်ပြီကျွန်တော်ပလုတ်ပလောင်စားပြတာကျွန်တော်ဒီကြောင်ရှာညွန့်လည်းအရန်ကြိုက်တာကဲဒါဆိုရင်ကျွန်တော်ဒီမှာခူးလို့လဲဝပြီဒါဆိုရင်အိမ်ပြန်မယ်နော် ွေးတူပြန်သွားတာပဲတော်သေးတယ်မိုးလေးအောင်နေလို့ကဲဒီမှာကျွန်တော်ဘာတွေလဲကောက်လာလဲကြည်လိုက်အောင်ဒီမှာကျွန်တော်ထက်ကောက်လာတယ်ကျွန်တော်ဘာလဲဆိုတော့အဲ့ဒါလေးတပုတ်ဒီပေါ့နော်တပုတ်ဒီကြောက်တပုတ်ဒီကြောက်ကအဲ့ဒီရှေ့ရတရက်ပင်ကြီးမှာလေးတွယ်နွဲလို့တွယ်တက်နာဟိုအမြင်ကြီးမှာအဲနေရင်တော့အကုန်လုံးကြီးမရလေးအကုန်လုံးအင်းကကြီးကြီးရလေးအလိုဝါနဲ့ချိတ်ချလိုက်တယ်ဒီဒီတပုတ်ဒီကြောက်ကဘာလို့ပို့လဲဆိုတော့လေအိုးခွက်ပကန်းစင်းရင်အိုးတိုက်ဖို့ပေါ့နော်အဲ့လိုမျိုးဘာတစ်ခုမှလွတ်မပေးဘူးနော်အကုန်မတာ ကဲဒါဆိုရင်ကျွန်တော်ကရက်ချင်ထဲတော့မယ်နော်အခုလောလောဆယ်တော့ဒီမှာအသီးရွက်ကလေးတွေအယုံဆုံးတန့်ရှင်းလိုက်ဦးမယ်ကဲဒီမှာကရက်ရွက်တွေပါဒီမှာကျွန်တော်အများကြီးပဲခူးလာတွေ့လားဒါကရက်ချင်ဘုံကျွန်တော်မှအချင်မက်ထဲနေကြဘုံလည်းရှိတယ်အဲ့တော့အဲ့ဘုံတဘုံစာပေါ့နော်ကျွန်တော်မှန်းပြီးခူးလာတာပြီးရင်ဒီမှာဒါကြောင်ရှာညွတ်ကြောင်ရှာညွတ်လည်းကြိုက်တယ်အဲတော်ဟင်းတော်ညွတ်ဆိုကျွန်တော်အကုန်ကြိုက်တယ်ဟင်းသီးရွက်ဆိုရင်ပေါ့နော်ကဲဒီမှာပါနော်တဘူတီကြောင် ါကတော့သူ့ရဲ့အခွန်လေးကိုခွာလိုက်ရင်အထက်ရဒီမှာဒီလိုဒီလိုအဲဒီအိမ်လေးကိုပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ပိုင်းဖြတ်ပြီးတော့အုတ်ခွက်ပကန်စေးအိုးတိုက်အဲ့လိုမျိုးပကန်စေးတဲ့နေရာမှာတုံးလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ကရက်ညွန်လေးတွေတေချာရေစင်းအောင်စေးမယ်နော်အဲ့ဒါပြီးတော့မှကျွန်တော်ကရက်ချင်းထည့်မှာ ခုဆိုရင်ကျွန်တော်ဒီမှာလေးဂရက်ညွန်လေးတွေရေးစေးတာရသွားပြီဒီမှာတော့အများကြီးပဲเนาะကျွန်တော်အများကြီးပဲဒါပေမဲ့လေးအဲ့ဒါချင်ဘက်တိတ်လိုက်လို့ရှိရင် तू ကနူသွားတဲ့နှက်သွားတဲ့အခါကျရင်တော့ तू ကတော့တိတ်အများကြီးမရဘူးပေါ့เนาะတဝက်လောက်ညော့သွားမှာပေါ့เนาะပမာဏကကြတော့လေကဲဒါဆိုလို့ရှိရင်ကျွန်တော်ရေလက်ဆေးပြီးပြီဆိုတော့အခုဂရက်ချင်ထည့်ဖို့အတွက်ပြင်ဆင်လိုက်တော့မယ်เนาะ အရင်ဦးဆုံးဒါကရက်ကျင်ထဲနေကြဘုံပါဒီဘုံကတော့ကြတော့လေသူကချင်ဘက်ထဲနေကြဘုံဆိုတော့တခြားဘာမှတိတ်ထဲလို့မကောင်းဘူးပေါ့နော်သူ့အတွက်ချင်ဘက်ထဲဖို့တက်တက်ကျွန်တော်တို့ဖယ်ထားတဲ့ပုံစံမျိုးဖြစ်နေပြီပေါ့နော်အမကြမကြအဲ့လိုမျိုးမုံလာပင်ပေါ်တဲ့အချိန်ဆိုလဲကျွန်တော်ကမုံလာပင်ချင်ဘက်လေးထဲတယ်အဲ့လိုမျိုးချင်ဘက်လေးထဲလေးထဲတာရှိရောလေဒီဘုံလေးကသူချင်ဘက်ထဲနေကြဘုံပေါ့နော်ဒီမှာကကြတော့အခုကရက်ကျင်မထဲဖို့အတွက်ကိုကြတော့ဒီမှာထမင်းချမ်းကျွန်တော်ကလေထမင်းရည်မရှိဘူးအိမ်မှာထမင်းပေါင်းဦးနဲ့ချက်တော်လေထမင်းရည်မရဘူးအဲ့အတွက်ကြောင့်ကျွန်တော်ထမင်းချမ်းလေးကိုတုံးထားပါတယ်ဒါကတော့စံစည်းရည်ပါနော်စံစည်းရည်တဲ့ကိုအခုကျွန်တော်စနေမ ုတ်အယောင်လေးအတွက်စနွေးမုတ်လေးထည့်ပြီးတေချာလေးဖြော်လိုက်မယ်ပြီးလို့ရှိလို့ရှိရင်ကြက်တ်ချင်ထည့်မယ်ပေါ့နော်ဒီကြက်တ်ချင်ဘုံထဲကိုကြက်တ်ရွက်တွေအရင်ဆုံးတဝက်အဲသုံးပုံပုံတစ်ပုံလောက်ပေါ့နော်အရင်ဆုံးထည့်မယ်ပြီးလို့ရှိရင်တော့ထမင်းချမ်းကိုလေးစားနေနေရအောင်ပါနော်အဲ့ဒါပြီးတော့မှကျွန်တော်အဲ့လိုမျိုးအလှော်လိုက်အလှော်လိုက်ထည့်သွားမှာပေါ့နော် အခုဒီမှာရွက်သုံးပုံပုံတပုံလောက်ထည့်ပြီးရင်ကြတော့ကျွန်တော်ဒီမှာထမင်းချမ်းကိုစားနဲ့နယ်လိုက်ပါမယ်တတိယရှားလေးနှံ့သွားတဲ့အထိခြေပြီးတော့နယ်ပေးလိုက်မယ်နော်အဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်ဒီထဲကိုနည်းနည်းလေးဖြူထည့်မယ်ပြီးလို့ရှိရင်ကြက်ရက်ရွက်တွေနဲ့နည်းနည်းလေးဖိပြီးတော့နယ်လိုက်မယ်ပေါ့နော်အခုဒီမှာအရင်ဆုံးနည်းနည်းထည့်တယ်ကြက်ရွက်တွေနဲ့ဖိဖိပြီးတော့နယ်လိုက်မယ်ပြီးရင်အဲ့ဒီအတိုင်းလေးပဲအပေါ်ကနေကြက်ရွက်ထည့်လိုက်ထမင်းချမ်းလေးထည့်လိုက်နဲ့အကုန်လုံးထည့်သွားမှာပေါ့နော် ုဒီမှာဘုံနဲ့ဝထမင်းချမ်းလေးနဲ့ကြက်ရွက်လေးတွေအလှလိုက်လေးထည့်ပြီးတော့ကျွန်တော်အပေါ်ကစားလေးနည်းနည်းလေးဖြူလိုက်မယ်ပြီးတာနဲ့ကျွန်တော်ကုနာတော့ကစနွင်းနဲ့မှုေထားတဲ့ဆန်စေးရီကိုအကုန်လုံးလောင်းထည့်လိုက်ပါမယ် ဒါပြီးရင်တော့ကရက်ရွက်ကလေးတွေမြုပ်သွားအောင်လို့လက်ကလေးနဲ့နည်းနည်းလေးဖိချပေးလိုက်မယ်။ဘာလို့လဲဆိုတော့ तू ကကရက်ရွက်ကအခုမှခူးကာစားဆိုတော့ရေပေါ်မှာဘောလုံးပေါ်နေတာပေါ့နော်။ तू ကတဖြည်းဖြည်းလေးနဲ့ချင်လာပြီဆိုရင်တော့အောက်ကိုရေရဲ့အောက်ကိုကျသွားမှာပေါ့နော်။ကဲဒါဆိုရင်တော့ကရက်ကျင်ထဲတဲ့ကိစ္စကတော့ဒီမှာပြီးပြီပေါ့နော်။ဒါဝိုးတေချာလေးလုံးအောင်အဖုံးဖုံးပြီးတော့၃ရက်ဖြစ်စီတပတ်လောက်ဖြစ်စီတပတ်လောက်ဆိုရင်တော့ပိုကောင်းတာပေါ့နော်။ရာသီဥတုပူရင်တော့၃ရက်လောက်နဲ့ချင်ပါတယ်။ရာသီဥတုကနည်းနည်းလေးမိုးလေးအေးနေတယ်ဆိုရင်တော့တပတ်လောက်မှစားရင်တော့အဆင်ပြေတယ်ပေါ့နော်။အခုဒီမှာကရက်ကျင်ပုံလေးရသွားပါပြီ။ဒါကျွန်တော်ခူးလာတာတော့အများကြီး ဲ့နော်ဒီဘုံတဘုံမပြည့်ဘူးတွေ့လားသုံးဘုံဘုံနှစ်ဘုံပဲရတယ်ကဲဒါဆိုရင်ကျွန်တော်တစ်ဖက်လောက်ထားလိုက်ပါတော့မယ်နော်ဒီဘုံလေးကို one week later ကရက်ချင်ဘုံဖောက်မယ်ကရက်ချင်ဘုံရနေပြီကရက်ချင်ဘုံဖောက်ကြည့်မယ်နော်ကျွန်တော်ကိုယ်တိုင်ထည့်ထားတဲ့ကရက်ချင်အင်းအာမွေးနေတာပဲကရက်ချင်ရှယ်ပဲ ဟာ share ပဲเนาะမွေးကြိုင်တာပဲမတွေ့လားကရက်ချင်ရပါပြီခင်ဗျာအဲကရက်ချင်ကိုပါကူအဲ့လိုလေးထဲစားတော့တန်းတန်းမြန်မြန်လေးနဲ့ညံ့ညံ့လေးစားရဲဘေးရင်လေးဝေးရမယ်ကရက်ချင်မတွေ့လား share ပဲတွေ့လားကောင်းလိုက်တာကွာ share ဒီနေ့တော့ကရက်ချင်နဲ့ဘာဒီဖွင့်မယ်ကဲ share ပဲတွေ့လားကရက်ချင်อืมအာဒီလိုမျိုးလေးဆိုတော့ တန်းတန်းမြမြလေးကြက်ချင်ရပါပြီတုတ်စားလို့လည်းရအောင်เนาะပြီးရင်ကျွန်တော်ကြက်ချင်တုတ်ပြအောင်မယ်ဒီနေ့တော့ကြက်ချင်နဲ့ငပိရင်နဲ့နေပြီးတီးမယ်ဒီနေ့ကြက်ချင်လေးပါရပါပြီရှယ်ပဲရှယ်ပဲကြက်ချင်อืม သူကလေထမင်းစီတွေကအောက်ကိုကြာသွားတာဒီလားအဲ့ဒါကြောင့်မို့သူကနည်းနည်းလေးတော့ပြင်ပေးရတာပေါ့နော်ဂျားထဲမှာဒါပေမဲ့ကျွန်တော်တေချာလေးဂျားထဲမှာပြန်ပြင်ပေးထားတယ်ထမင်းစီလေးတွေကိုအောက်ကအောက်မှာနေထိုင်သွားအောင်လို့လေပြီးတော့မှတန်းတန်းလေးပြန်စီပြီးထည့်ထားတာအဲ့တော့ဒါကြာကြီးထားခံတယ်ပြီးရင်အင်ကဟိုဘက်ရင်ဒီဘက်ရင်လည်းဝေလို့ရတယ်ဟုတ် Okay ကြက်ချင်ရသွားရင်မတွေ့လားအင်းကြက်ချင်ရကြောင်ဒီနေ့ငပိငယုတ်ပြီးနေပြီးတော့ဝါဒီ ဖွင့်မယ် okay let's go ကဲဒါဆိုရင်ကျွန်တော်ဒီမှာကြက်ချင်ထည့်ပြသလိုလေးလေကြက်ရွက်ပဲဖြစ်ဖြစ်မုံလာပင်လေးပဲဖြစ်ဖြစ်ဘာလေးပဲဖြစ်ဖြစ်ချင်ပတ်ထည့်လို့ရှိရင်လေလေဒီလိုပုံစံလေးနဲ့ like ထည့်လို့ရရယ်နော်ကဲဒါဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကလည်းရှည်သွားပြီဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပြရစီနော်အားလုံးပဲ like ကြည့်ပေးကြလို့တူတူရောက်ချင်းဒီတိုင်းအောင်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကဲဒါဆိုရင်တော့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာဘိုင်း